အားလုံးပဲမင်္ဂလာပါကျွန်တော် Happy Design နေ ပြန်လည်ပြီးတော့ကြိုဆိုပါရစေအချိန်မှ tools တချို့တွေပြောခဲ့ပြီးပေါ့နော်ဒီတစ်ခါကျတော့ကျွန်တော်တို့ selection ပေးတဲ့နေရာတကယ် professional ကြကြပေါ့နော် ကျွန်တော်တို့ဘေးတက်ဖို့အဲကျွန်တော်ပြောပြမယ်ပေါ့နော်ကျွန်တော်ပုံ alike အဲဘာ tools တော့ရင်ပုံစင်ပြင်မလဲပေါ့နော်ကျွန်တော်တို့ကိုယ့်ဘာသာကိုထပ်ပြီးတော့စဉ်းစားမယ်ထဲပါတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော် ကြည့်ရအောင်ပေါ့နော် move to off ကဒီမှာ rectangular marker တူရှိတယ်။ဒါကနှိပ်လိုက်မယ်ပေါ့နော်။ဒါနှိပ်လိုက်ပြီးဆိုရင်ဒီမှာကြည့်လိုက်ကျွန်တော်တို့ mouse နဲ့ကျွန်တော်စားချင်တဲ့နေရာပေါ့နော်ဒီပုံကို select ပေးခြင်းနဲ့ဆိုရင်ကျွန်တော်ယူလိုက်တယ်။ယူပြီးတော့ဒီမှာကြည့်လိုက်။ Okay ဒီဟာလောက်ဆိုရပြီပေါ့နော်။ဟမ်ကျွန်တော်ချလိုက်ပြီ။ဒီဟာကိုကျွန်တော်တို့ selection ဝင်နေပြီ။ selection ဝင်နေဆိုတာက ကျွန်တော်တို့ပေးထားတဲ့ selection ပေါ့နော်ဒီမှာဒီ align လေးရှိတယ်ဆိုရင်ကျွန်တော်အဲ့ဒါ selection ဝင်နေလို့ခေါ်တယ် selection လို့ခေါ်တယ်ကျွန်တော်တို့ selection ဒီမှာရှိနေပြီပေါ့နော်ကျွန်တော်တို့ပေးထားပြီးပြီအဲ့ဒါအောင်မှကျွန်တော်တို့ဒီမှာ control j နဲ့ပွာလိုက်မယ်ဆိုလည်းရတယ်ဒီမှာကြည့်လိုက်တူတူပဲပေါ့နော်ဒါပေမဲ့ layer mask ဆိုရင်ကျွန်တော်ကြိုက်တဲ့ချိန်မှာမူရင်းပုံတိုင်းကျွန်တော်ပြန်သွားလို့ရတယ်ဒီဟာရဲ့ shortcut က m ပေါ့နော်ဒီကြံကျွန်တော်တို့ဆက်ဝိုင်းပါမယ် စက်ဝိုင်းကကြတော့ကျွန်တော်ခုနအဲကျွန်တော်လေးတောင်းနဲ့သွားမယ်ဆိုလည်းမရဘူးဒီကအဝိုင်းကြီးဆိုတော့ကျွန်တော်တို့ဒီ rectangular market ပေါ့နော်ဒီမှာ m m နဲ့လိုက်မယ်ဆိုရင် shift m ပေါ့နော်ဆိုရင်ကျွန်တော် rectangular ရပြီဒီမှာကျွန်တော်ခုနအတိုင်းပေါ့နော်နေကြည့်တိုင်းပဲကျွန်တော်အဝိုင်းရဖို့ခက်တယ်ဒီဟာဝိုင်းချင်တယ်ဆိုရင်ကျွန်တော်တို့ shift view နဲ့လိုက်မယ် ရှေ့ပြုတ်နဲ့ရင်းထဲမှာကျွန်တော်တို့ခြုံချဲလုပ်လို့ရတယ်ပြီးကြရင်ကျွန်တော်ဒီ selection ကို control d right click ထောက်ပြီး deselect လုပ်လိုက်မယ် circle တစ်ခုယူလိုက်တယ်ယူလိုက်ပြီဆိုရင်ကျွန်တော်တို့ရတယ်ဒါပေမဲ့ကျွန်တော်ရွှေ့လို့မရတော့ဘူးဘာလို့လဲဆိုရင်ကျွန်တော်ဒီဟာတစ်ခုခုရွှေ့လိုက်ပြီဆိုရင် तू က shift နေထားတဲ့ခါကျတော့ तू ကဘာဖြစ်လဲဆိုတော့ကျွန်တော်ရွှေ့လို့မရဘူးတကယ်လို့ကျွန်တော်ရွှေ့ချင်တယ်ဆိုရင်အဲ space bar ပဲဟို hand tool ပေါ့နော် space bar နဲ့ ဖိလိုက်ပြီဆိုရင်ကျွန်တော်တို့ကြိုက်တဲ့နေရာမှာကျွန်တော်ရွှေ့လို့ရတယ်ဆိုတော့ဒီဟာကိုကျွန်တော် control j ပွားမလားအဲ့ဒါမဟုတ်ဘူး layer mask လို့မလား layer mask လို့လို့ရတယ်ဆိုတော့ကျွန်တော်တို့ပြန်ပြောမယ်ဆိုရင်စဝိုင်းလိုချင်တယ်ဆိုရင် shift key ကိုနဲလိုက် သူရဲ့ ratio ကလုံးဝ fix ဖြစ်သွားတယ်တကယ်အဝိုင်းဖြစ်သွားတယ်တကယ်လို့မြတ်အဝိုင်းလည်းမလိုချင်ဘူးကျွန်တော်ကြိုက်တယ်လို့လုပ်မယ်ဆိုရင်လည်းရတယ်ကျွန်တော်တို့ပုံဝင်လိုက်ပေါ့နော်ကျွန်တော်တို့ဥပမာနည်းနည်းလေးဟို ဘဲဥပုံစံလိုမျိုးဆိုရင်ဒီလိုမျိုးပေါ့နော်အဲလဲကျွန်တော်တို့ကြိုက်သလိုဟန်းနဲ့ဒီလက်နဲ့တခြားပြန်ချိန်လို့ရတယ်ဒီမှာစဝိုင်းနှစ်ခုပဲဖြစ်ဖြစ်လေးတောင်နှစ်ခုပဲဖြစ်ဖြစ်ကျွန်တော် selection တစ်ခုပြီးရင်တစ်ခုလုပ်တဲ့ဟာကရှိသေးတယ်ဆိုတော့ကျွန်တော်ဒီဟာကိုစဝိုင်းကိုလုပ်ကြည့်လိုက်မယ် okay အဲ့ဒါအောင်မှာကျွန်တော်တို့လုပ်ချင်တယ်ဆိုရင်ဒီမှာနော် right click ထောက်ပြီးတော့ဒီမှာနေလိုက်တယ် shift key နေပြီးတော့ဒီမှာကြည့်လိုက်ကြာပြီဆိုရင် ခုနတိုင်းပဲပေါ့နော်အမှန်နေလိုက်တယ်နေပြီးတော့ control j ပေါ့မလား layer mask လုပ်မလားရပြီကျွန်တော်တို့ object တစ်ခုကို တခါတည်းဒီ screen တစ်ခုမှာကျွန်တော်တို့လုပ်ချင်တယ်ဆိုရင်အဲ shift နေပြီးတော့ထပ်ပြီးတော့လှုပ်လိုက်ရအောင်ခုနောက်ပိုင်းမှာပါလာတဲ့ဟာပေါ့နော် ခုနောက်ပိုင်းမှာပါလာတဲ့ဟာဆိုရင်ကျွန်တော်တို့ဒီ brush ပေါ့နော် brush ဒီမှာကြည့်လိုက် L lasso 2က L lasso 2မှာသူက selection brush ဆိုပြီးတော့ပေးထားတယ်ဟိုမှာကျွန်တော်ဒီဟာကိုဒီလူပုံကို selection ပေးလိုက်တယ်ပေါ့နော်ဒီမှာပေါ့နော်ဒီအရေးကိုလည်းတစ်ခါဖြတ်လိုက်မယ်ဒီနေရာမှာလက်ကမပါလာဘူးဖြစ်နေတယ်ဒီမှာ selection brush ကိုယူလိုက်မယ်ဒီမှာကြည့်လိုက် selection brush ယူလိုက်ပြီဆိုရင် ခုနကျွန်တော်တို့ယူထားတဲ့အကြီး selection ဝင်နေတဲ့နေရာတွေအကုန်လုံးကသူကအယောင်ပြောင်းသွားမှာပေါ့နော်ဒီမှာ tap ပါခြင်းနဲ့ဆိုရင်ဒီမှာ tap ပြီးရနေလိုက်ရမယ်တကယ်လို့များကျွန်တော်တို့ဒီနေရာတွေကမဖြတ်လဲရရပေါ့နော်ဆိုရင်ကျွန်တော်တို့ဒီ selection brush နေရာမှာ alter key ကိုနေလိုက်တယ် alter key ပေါ့နော်ဒီမှာခုနကျွန်တော်ပြောခဲ့တဲ့ဒီဒီအဖွင့်ပိတ်ပေါ့နော်အဲ့ဒါနဲ့ brush ကိုကြီးလိုက်တယ် ရဲ့ selection brush ဆိုတဲ့အတိုင်းပဲ brush ရဲ့ opacity အ brush ရဲ့ size ချိန်တဲ့ဟာပဲနော်ဒီ size တွေချိန်တဲ့ဟာအတူတူပဲဒီမှာ alter key နှိပ်လိုက်ပြီဆိုရင် minus ပြန်ဖြစ်သွားတယ်ဥပမာပေါ့နော်ဒီမှာ minus ပြန်ဖြစ်လိုက်တယ်ပြီးရင်ကျွန်တော်ပြန်ပေါင်းပြင်တယ်ဆိုရင်ဒီမှာ yoyo ပဲနှိပ်လိုက်တယ် selection brush ကအဲ့လိုမျိုးပေါ့နော်ကျွန်တော်ထပ်ပေါင်းပြင်တဲ့နေရာတွေအကုန်လုံးကျွန်တော်အဲ့လိုမျိုးထပ်ပေါင်းလိုက်ရုံပဲလာဆိုသူအမ်လာဆိုသူကကြတော့ဘယ်လိုမျိုးလဲဆိုရင် ိုပေါပေါပါပါနဲ့ကျွန်တော်တို့ဖြတ်ချင်တဲ့ဟာဖြတ်တာမျိုးတို့ဒီဒီအပုံကိုဖြတ်ချင်တယ်ဆိုရင်ဒီမှာ la so tu l ပေါ့နော်ကျွန်တော်ယူလိုက်တယ်ယူပြီးတော့ဒီမှာကြည့်လိုက်ကျွန်တော်လက်နဲ့ပေါပေါပါပါပဲ edit ပါလိုက်မယ် edit ပြီးရင် container world feel ပေါ့နော် okay ကျွန်တော် okay ပြန်နိုင်ပြီအဆင်ပင်လည်းအဆင်ပြေတယ်အာ polygon ရကြတော့ဘယ်လိုမျိုးလဲဆိုရင်အဲ ဥမာပေါ့နော်ကျွန်တော် lens ဒီလိုဆွဲလိုက်တယ်ဟုတ်တယ်ရတယ်ဒါပေမဲ့ကျွန်တော်မတိကြအောင် right click ထားမယ် polygonal ဆိုတူ okay ကျွန်တော်ဒီ type ကိုကျွန်တော်ဖြတ်ကြည့်လိုက်မယ်အမ်ကျွန်တော် control နဲ့အမ်ဒီမှာ zoom လုပ်ကြည့်လိုက်မယ်ဒီမှာ terminal လေးမှာတစ်ချက်ထောက်လိုက်မယ်ဒီမှာ hand tool နဲ့ပေါ့နော်ဒီ hand tool နဲ့ဒီ space bar နှိပ်ပြီးတော့ ကျွန်တော်ပြန်သွားကျင်တယ်ဥပမာကျွန်တော်တရားထောက်လိုက်တယ်စင်မပြေဘူးသိရမလားအဲ့လိုမျိုးနမားနေမိရာတော့ဆိုရင်ကျွန်တော်တို့ back back space ပေါ့နော်အင်းဒီဟာပေါ့နော် back space ကို main လိုက်တယ်ဆိုရင်တို့တစ်ချက်တစ်ချက်ပေါ့နော်အဲ့လိုမျိုးပြန် back ပြန်သွားတယ်ဒီမှာနေလိုက်တယ်ဒီမှာတစ်ချက်ထောက်လိုက်တယ်ထောက်ပြီး ပြီးကြရင်ဒီဘက်ကိုသွားခြင်းနဲ့ space ဟဲ့ဒီ space key ကိုနှိပ်လိုက်တယ်ပြီးကြရင်ဒီမှာ click လုပ်ပြီးတော့ share လိုက်တယ် okay okay ရပြီ okay အဲတခုရှိတာကကျွန်တော် ဒီအပြင်ရောက်ပြီဆိုရင်ကျွန်တော်တို့ကြိုက်သလိုဝိုင်းလို့ရတယ်ဒီအပြင်ဘာမှမရှိတဲ့ခါကျကျွန်တော်တို့ဘလိုပဲလုပ်လို့ဒီ selection ဒီ ठी ပဲယူမှာပဲဆိုတော့ကျွန်တော်ဒီနှစ်ခုကိုဒီနောက်ဆုံး line နှစ်ခုကိုကျွန်တော်ချိန်လိုက်ပြီဆိုရင်2ဟာ2တခါရဲ့ selection ဝင်သွားတယ် selection ဝင်ပြီးပြီဆိုရင်ခုနကျွန်တော်တို့ rectangular လိုမျိုးပဲကျွန်တော်တို့ layer mask ပုတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဘာ color ပြောင်းမလဲ solid color တစ်ခုယူလိုက်မယ် โอเคได้พี่เออมองเลยป่ะเนาะโอเคเดี๋ยวเราใช้แต่กาลเปลี่ยนเลยอ่ะဒီမကြီးလအနာတက်တယ်လေဒီမကြီးလအနာတက်တယ်လေတော်လေးရဆင်ပြေရပါတော့ဟုတ်ဆိုတော့ကျွန်တော်တို့ polygon နဲ့ lasso 2ကအတုံးဝင်နေဒီ magnetic ကကြတော့ကျွန်တော်တို့ ခုန hand ဒီ brush tool နဲ့လည်းလုပ်ကြည့်လိုက်ကျွန်တော်တို့မလွယ်ဘူးတချို့နေရာတွေသေးစိတ်ထိလုပ်မယ်လုပ်ရင်တော့မှကွာဟောဒီပုံဒီလိုမျိုးဖြစ်သွားမယ်ဒီလိုမျိုးဖြစ်ပြီဆိုရင်ဒီမှာကြည့်လိုက်မပါတဲ့နေရာပါသွားတယ်အဲ့လိုမျိုးမဖြစ်အောင်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်ဘလိုလို့လို့ရလဲဆိုရင် magnetic lasso ရှိတယ်။ magnetic lasso ရကြတော့ဘလိုနေရာမှာသုံးလဲဆိုရင်ဒီလိုမျိုးအကွေကားတွေ လက်နဲ့တေချာလိုက်ဆွဲရမယ့်ဟာမျိုး brush နဲ့လည်းမရလက်နဲ့ကောက်မယ်ဆိုလဲချိန်ကိုလုံးဝကြာပြီးဆွဲရမယ့်ဟာမျိုးဆိုရင်ကျွန်တော်တို့ဒီပြီးတော့ဒီပြက်သားတဲ့နေရာပေါ့နော် down down ပြက်သားတဲ့နေရာတွေဆိုရင်သူကအဲ automatic ဒီ AI နဲ့ပေါ့နော်ကျွန်တော်လုပ်ပေးဥပမာဒီမှာကြည့်လိုက်ဒီအနာသားလေးကိုကျွန်တော်ဆွဲလိုက်ရင်ဘာ click တစ်ခုမှမနိုင်ဘူးဒီမှာကြည့်လိုက်သူကသူဆွဲသွားတယ်အမြန်လောက်ကြည့်လိုက်မယ်ပေါ့နော်

ီမှာကြည့်လိုက်အအရှိအားကျွန်တော်တို့ပိုလီဒီပိုလီဂွန်နယ်တို့ဒီလာဆိုတူးလိုမျိုးပဲဒီစမတ်နဲ့ဆုံးမတ်နှစ်ခုလုံးစုံပြီဆိုရင်ကလစ်တစ်ချက်နေလိုက်မယ်အဲဆိုရင်သူကသူ selection ဝင်သွားပြီဒီမှာကြည့်လိုက်တီချာပေါ်အောင်ကျွန်တော် background တစ်ခုယူလိုက်မယ်အမေးရောင်ပြောင်းလိုက်မယ်မှန်ကြည့်လိုက်တကယ်အဆင်ပြေတဲ့ပုံထုတ်ထွက်လာတယ်ပေါ့နော် ီမှာ pen tool ယူလိုက်တယ်ပေါ့နော်သူရဲ့ shortcut p ပေါ့နော် p ဒီမှာ sub submit ယူလိုက်တယ်ယူပြီးဒီမှာ bar line တခုမှမလာအောင်နော်ဒီမှာ submit တော့ဒီမှာအဲပြနေတယ်ပြီးကြရင်ကျွန်တော်ဒီမှာအချက်ထောက်လိုက်မယ်ဒီမှာ line လေးပေါ်လာတယ်อืมခုန polygon နဲ့အတူတူပဲဒီလုတ်တဲ့ပုံပေါ့နော်ဒါပေမဲ့ဒီဟာက ပိုလီဂွန်နဲ့အတူတူပဲဒါပေမဲ့ဒီဟာကကျွန်တော်တို့ပြန်ချိန်လို့ရတယ်ပြန်ကြီးလို့ရတယ်ပေါ့နော်ဒီမှာကြည့်လိုက်ဒီမှာဆုံးမဒီမှာပေးလိုက်ပြီ selection ကမဝင်သေးဘူးပိုလီဂွန်နဲ့ဆိုရင်ကျွန်တော်တို့ဝင်နေပြီဒီဟာကမဝင်သေးဘူး okay အဲဆိုရင်ကျွန်တော်တို့ဒီ selection ကိုကျွန်တော်ပြန်သွားကြည့်လိုက်မယ်ဩဒီနေရာမှာနည်းနည်းဟနေရယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့အာ control key နဲ့ပေါ့နော်ဖိလိုက်ပြီးတော့ကျွန်တော်ပြန်ချိန်လိုက်တယ်အပိကြံဒီပန်တူကကြတော့ဘယ်လိုနေရာမှာအဓိကတုံးလဲဆိုရင်ကျွန်တော်တို့အဲ background နဲ့ subject ကကြတော့ကျွန်တော် man ပြီးတော့လောရတဲ့ဟာမျိုးဥပမာအဲခုန magnetic လို့မျိုးပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တီးပြီးတော့မတိချတဲ့အဲဒီဒီ edge တွေပေါ့နော်ဒီအနာတက်တွေဆိုရင်ကျွန်တော်ဒီ band 2နဲ့ပဲကျွန်တော်အဲသုံးတာများရဲ့ပေါ့နော် band 2နဲ့ selection ပေးတဲ့ဟာအကုန်လုံး control internet နဲ့ရတယ်အဲ့ဒါမဟုတ်ဘူးဆိုလည်းဒီမှာ band 2ယူလိုက်တယ် B ပေါ့နော်ယူပြီးတော့ဒီမှာ max selection ဒီမှာအဲ max selection ရှိတယ် ီမှာ radius လေးလို့ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ဝင်တယ်ဆိုတော့ခုန polygon နဲ့ပါကွာလဲဆိုရင် polygon ကြကျွန်တော်ပြီးပြီးဆိုပြီးဆွဲချလိုက်တယ်ပြီးရင်သူကသူ selection ဝင်ပြီးတော့ရတယ်ဒီဟာကြတော့ဒီဖက်လမ်းကြောင်းပေါ်မှာမှကျွန်တော်ကြိုက်တယ်လို့ပြန်ပြီးညည်ရင်ညည်ရင်ညည်ပြီးလို့ရှင်အကောင်လုံးကကျွန်တော်တို့စိတ်ကြိုက်ဖြစ်မှ selection ပေးလိုက်တယ်အဲ့တဘောပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်တို့ဒီလိုနေရာမျိုးမှာဘာတော့အောင်လဲပေါ့နော်ဆိုတော့ဒီမှာကြည်လအနာသက်တွေဆိုရင်အဖြူရောင်ရော ီမှာဖြူယောင်နဲ့ရောနေတယ်ဖြူယောင်နဲ့ရောနေတယ်ဒီမှာနေဒီဒီတိုင်းပေါ့နော်ကျွန်တော်တို့ brush နဲ့လုပ်မယ်ဆိုလဲရတော့ရရတယ်ဒါပေမဲ့ကြာတိုင်းကြာကောင်းကြာနိုင်မယ်အဲဆိုရင်ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ဒီမှာကြည့်လိုက်တချို့နေရာတွေ set နေရပေါ့နော်ဒါတော့ကျွန်တော်ပန်တူးကိုယူလိုက်မယ် B ပဲပေါ့နော် B ဒီမှာကျွန်တော်စာကျင်တဲ့နေရာပေါ့နော်စာကျင်တဲ့နေရာတစ်ခုထောက်လိုက်မယ်ဒီမှာပေါ့နော်ဒီမှာဒီမှာ ဒီတခုကိုခုနကကျွန်တော်တို့အိမ်နေရာမှာထောက်လိုက်တယ်ထောက်ပြီးရင်ကျွန်တော်ဆက်သွားတယ်အဲ့လိုမျိုးဆက်သွားတယ်ဒီဟာကျတော့အဲလိုင်းတွေကအလုံးအဖြောင်းမဟုတ်ဘူးအကွေးတွေပါတဲ့ခါကျတော့ကျွန်တော်တို့ဘယ်လိုသွားလဲဆိုရင်ဒီမှာချင်းနေတယ်လက်ကမလို့သေးဘူးဒီမှာဆွဲလိုက်တယ်ဆွဲလိုက်ပြီဆိုရင်ဒီမှာအမြောင်လေးတခုထွက်လာတယ်အရှိရောနောက်ရောထွက်လာတယ်ပေါ့နော်အဲ့တော့အနောက်ကကျွန်တော်တို့ဘယ်လိုချိန်မလဲကျွန်တော်တို့ဒီပုံစံလိုက်ချိန်တယ် အရှေ့အကြတော့ကျွန်တော်သွားမဲ့နေရာပါเนาะသွားမဲ့နေရာကိုချိန်လိုက်တယ် Okay အဲဆိုရင် ကျွန်တော်တို့ဆက်သွားလိုက်မယ်ဒီနောက်ကဟာကျွန်တော်တို့ပြန်ချိန်လိုက်မယ်ပေါ့နော် Okay ဒီမှာ selection ခါလေးကျရင် selection ပျောက်တတ်တယ်ပေါ့နော်အခုလိုမျိုးပဲတစ်ခုဖြစ်သွားတော့တယ်အဲ့လိုမျိုးဆိုရင်ဒီနေရာကို control နဲ့ပြန်နေလိုက်မျိုးဒီနေရာမှာပြန်နေလိုက် okay အဲ့ဆိုရင်ကျွန်တော် set ထည့်လိုက်မယ်อืม ဲ့ဒီပေါ့နော်အဲဆိုရင်ကျွန်တော်တို့ selection ဝင်နေပြီအခုလိုမျိုးပဲပေါ့နော်ခုနနေရာမှာကျွန်တော်တို့ဒီ line နှစ်ခုဆွဲထုတ်လိုက်တယ်ဆွဲထုတ်ပြီးတော့ဟိုအရှိရောနောက်ရောကျွန်တော်တို့ဟိုရှေ့သွားမဲ့ဟာကကျွန်တော်တို့အရှိ line ရဲ့အပေါ်မှာထားတယ်နောက်ကဟာကိုကျွန်တော်တို့ဒီနောက်မှာတိကျချိန်ထားပါပေါ့နော်ဆိုတော့ကျွန်တော်ဒီဟာကို selection ပေးလိုက်မယ်ပေါ့နော် control enter ပဲညှိလိုက်ပြီဆိုရင်ကျွန်တော်ပန်းဒီလုံရည်ပေါ့နော် ီ quick selection တူရကြတော့ဘယ်လိုမျိုးလဲဆိုရင်ဒီမှာပေါ့နော်ဒီလိုမျိုးပန်းသီးလိုမျိုးဆိုရင်အဲ quick selection တူနဲ့ထောက်ကြည့်လိုက်မယ် okay ဒီဘက်တစ်ခါရဝင်သွားတယ်ဒါပေမဲ့ကျွန်တော်တို့အသေးစိတ်ပြန်ကြည့်မယ်ဒီမှာကြည့်လိုက် quick selection တူတော့ဒီ object တစ်ခုတော့ကျွန်တော်တို့ selection လုပ်ပေးကျွန်တော်တို့ကို तू က object.selection ပေးထားတယ်ဒါပေမဲ့ သူပေးတဲ့ဟာကဒီမှာကြည်လိုက်အဆင်မပြေဘူးဒီမှာကျွန်တော်ပန်တူးနဲ့လှုပ်ထားတဲ့ဟာဒီမှာကြည်လိုက်ပို့ပြီးတော့အဆင်ပြေတယ်အဲ့လိုမျိုးပဲတချို့နေရာတွေမှာကျွန်တော်တို့အာတေချာလေးကိုပန်တူးနဲ့ကောက်ပြီးတော့လှော်ရတဲ့ဟာအများကြီးရှိရပါတော့ဒီမှာကြည်လိုက်သူ object selection တူးရှိတယ်ဒီ object selection တူးကဒီမှာထောက်ပြီးဆိုရင်ဒီမှာဒီ object ကခုနောက်ပိုင်းမှာပါလာတဲ့ဟာပါနော်ဒီ AI အဲ AI နဲ့တွဲတဲ့ဟာလေ AI ပါပဲ ဆိုတော့ဒီမှာကောင်းကင်ရှိတယ်ဒီမှာကားရှိတယ်ဒီမှာလမ်းရှိတယ်ဟောနော်ဆိုတော့ဒီမှာကျွန်တော်ကားကိုရွေးချင်တယ်ဆိုရင်ဒီမှာကောင်းနေလိုက်တယ်ဒါတော့အဲ့ဒါကိုကျွန်တော် clipping mask အုပ်လိုက်မယ်ဒီမှာကြည့်လိုက်အဆင်ပြေလားဆိုပြေတယ်ဒါပေမဲ့ခုနပန်းသီးခတ်နေတယ်လို့မျိုးပဲဖြတ်နေတယ်လို့မျိုးပဲဒီလိုတချို့နေရာတွေမှာ तू ကခက်နေသေးရယ်ပေါ့နော်ဒါပေမဲ့တခုရှိတာကျွန်တော်တို့ ဲ Photoshop ဒီဟာတွေကကျွန်တော် Photoshop ဟို crack version ပေါ့နော်ကျွန်တော် official version မဟုတ်တဲ့ခါကျတော့အာဘယ်လိုပြောရမလဲ음 offline AI နဲ့ချိန်ထားတဲ့ဟာဒီ Adobe ရဲ့ offline AI ကလုံးဝကိုအသုံးမကျသေးတဲ့ဟာအနောက်တစ်ခုလောက်ကြည့်လိုက်မြေပေါ့နော်ခုနဒီကားပုံကကျတော့သူက background ရှုပ်တဲ့နေရာပေါ့နော်ဒီမှာရှုပ်တဲ့နေရာကျွန်တော်ပန်သူနဲ့ဆိုလဲကျွန်တော်တို့တေချာလေးကိုကြည့်ပြီးတော့လောရမယ့်ဟာမျိုး Okay အဲ့ဒါဆိုကျွန်တော်ရှင်းတဲ့နေရာဆိုရင်ဒီမှာ object selection to မှာ quick selection tool နဲ့ကျွန်တော်အရင်စမ်းကြည့်လိုက်မယ် quick selection tool ဆိုရင်ဒီမှာကြည့်လိုက်ပုံလေးကိုကျွန်တော်တို့လှုပ်လှုပ်လို့ရတယ်အဲ့ဒါအမှကျွန်တော်တို့အာဆင်မပြေသေးဘူးပေါ့နော်ဆင်မပြေသေးဘူးဆိုရင်ကျွန်တော်တို့ဒီပုံကိုကြည့်လိုက်အရှင်းဆုံးနေရာအရှင်းဆုံးနေရာကောင်းကင်မှာအဲ့ဆိုရင်ကျွန်တော်တို့ကောင်းကင်ကို quick selection tool နဲ့ပြေးကြည့်လိုက်မယ်ဒီမှာအနာတက်တယ်နည်းနည်းလေးပြင်ရတဲ့ဟာရှိတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ ဒီ brush လာဆိုတူးနဲ့ထပ်ပြီးတော့ပေးမလားဒီမှာပေါ့နော်လာဆိုတူးနဲ့ shift နဲ့လိုက်မယ်ဆိုရင်ကျွန်တော်လာဆိုတူးနဲ့ထပ်ပြီးတော့ပေးရဲအဲ့လိုနိုင်မလားပေါ့နော်ကျွန်တော် quick selection တူးနဲ့လည်းရတယ်ပြီးကြရင်နောက်တစ်ခုကဒီမှာ object selection တူး object selection တူးဆိုလည်းဒီမှာကြည့်လိုက် okay လုပ်ပြီးရဲဒီ quick selection တူးတုံးတယ်ဒါပေမဲ့ခါတဲ့ ခါတလေကြရင်ကျွန်တော်တို့ပုံအလိုက်ပေါ့နော်ဒါဆိုသူလည်းထပ်သုံးရင်သုံးရလိမ့်မယ်ပေါ့နော်ဒီမှာကြည့်ကျွန်တော်တို့ဒီညမှာပြန် short ရမယ်ဆိုတော့ autarky ရုံးနေလိုက်တယ်ဒီမှာထပ်ပြီးတော့ short လိုက်တယ်ပေါ့နော်ဒါပေမဲ့တချို့နေရာတွေဆိုကျွန်တော်တို့မတိတာတော့ပေါ့နော်ကျွန်တော်တို့ okay အဲ့ဆိုကျွန်တော်ဒီ layer mask ယူလိုက်မယ်ဒီမှာ e ရတခုတော့ထွက်လာရောနော်ဒီ selection ပေးတဲ့နေရာမှာ quick selection ရှိတယ်အဲ object selection ရှိတယ် magic wand 2ကလည်း တကယ်ရောအဆင်ပြေတဲ့ထဲပါတယ်အဲခုနပြောတဲ့အတိုင်းပေါ့နော်ကျွန်တော်ဒီပုံကိုကြီးလိုက်မယ်ဆိုရင်အာအရှင်းဆုံးနေရကောင်းကင်ပဲကောင်းကင်မို့လို့ကျွန်တော်ဒီ magic 12ကိုယူပြီးတော့ဒီမှာနေလိုက်တယ်နေပြီးတော့ကောင်းကင် selection ဝင်သွားတယ်အဲ့ဒါကိုကျွန်တော် DMS အုပ်မယ်ဆိုရင်ကောင်းကင်တစ်ခုကိုပဲကျွန်တော်ခြံထားမယ်ဘာလို့လဲဆိုတော့ကောင်းကင်ကိုကျွန်တော် selection ပေးတယ်အဲ့ဒါမှကျွန်တော်တို့ဒီတိမ့်ညက်အောင်လုပ်ခြင်းနဲ့ဆိုရင်အဲဒီနေရာမှာ right click ထောက်လိုက်တယ်ထောက်ပြီးတော့ select inverse ပြောင်းပြန်လုပ်တယ်ပေါ့နော်ဒီ selection တခုပြောင်းပြန်လုပ်တယ် select inverse အဲ့ဒါမဟုတ်ဘူးဆိုတော့ control shift i ပေါ့နော်အဲအဲ့ဒါနှိမ့်လိုက်တယ် dms လုပ်လိုက်တယ်အဲ့ဒါမှလည်း control ဟောပွားလိုက်တယ်ပေါ့နော်ပြီးကြရင်ဒီမှာအထဲမှာ alt key နဲ့ထပ်ပွားလိုက်တယ်ဒီအထဲဟာဖြစ်ကျင်နေဆိုတော့ magic wand တွေပဲပေါ့နော်ဒီမှာ alt key နဲ့ဒီအလဲဟာကိုဖြတ်လိုက်တယ်အဲ့ပြီးရမဆုပ်လိုက်တယ်အဲ့ဒါဆိုခုနတိုင်းပဲရတယ် တချို့တခုရှိတာကျွန်တော်တို့ဒီအသေးစိတ်တွေကကျွန်တော်တို့တေချာလေးကိုအဲ့ဒါဆိုတူးပဲဖြစ်ဖြစ်ပန်တူးပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်အဆင်ပြေတဲ့တူးနဲ့ထပ်ပြီးတော့အဲကောင်းဆုံးလို့ခြင်းတယ်ထပ်ပြီးတော့ကုန်းရနိုင်မယ်ပေါ့နော်အာလီယာမတ်စ်နဲ့ကျွန်တော်တို့အရှိမဒီလီယာနေရာမှာအဲတော်တော်များများပြောခဲ့ပြီးပေါ့နော်အဲ့တော့ကျွန်တော်လီယာမတ်စ်အုပ်တဲ့နေရာမှာဒီဖြူဆိုရင်ကျွန်တော်တို့ဒီလေယာမတ်စ်ပေါ်မှာเนาะဒီဒီမှာနေထားဖို့အရေးကြီးတယ် တကယ်လို့မြတ်ကျွန်တော် layer mask တစ်ခုတည်းကိုပဲကြည့်ချင်တယ်ဆိုရင်ဒီမှာ alter key ကိုနိုင်လက်အဲဆိုရင်ကျွန်တော် layer mask ပေးထားတဲ့ဟာပဲပေါ်တယ်အဲ့တော့မှကျွန်တော် alter key ပြန်နိုင်မယ်ဆိုရင်ဒီမှာ2ရဲ့ပုံ original ပေါ်ရပါတော့တကယ်လို့မြတ်ကျွန်တော်တို့ဒီဟာမလိုချင်ဘူးမလိုချင်ဘူးနည်းနည်းလေးပြင်နေတယ်ဆိုရင်ဒီဒီနေရာမှာပေါ့နော်အမဲရောင်ပြောင်းပြီးတော့ဒီမှာကြည့်လိုက်ပြန်ဖြတ်လိုက်တယ်အဲအဲ့လိုမျိုး okay ပြီးကြရင်ကျွန်တော်တို့ဒီ layer mask ကို မှာပြပြီးတော့ mask လိုက်မယ် mask ပြီးတော့ဒီမှာပေါ့နော် brush ကိုဒီမှာအမဲရောက်ပြောင်းလိုက်တယ်ပြောင်းပြီးတော့ brush ကိုအကြီးပြောင်းလိုက်တယ်ပေါ့နော်ကြီးလိုက် layer mask အုပ်တိုင်းပေါ့နော် layer mask အုပ်တယ်ဆိုရင်ဒီမှာသူ့ရဲ့ဖြစ်တည်မှုကိုကျွန်တော်တို့အဲဒီမှာအဲ့လိုမျိုးပေါ့နော်ဒီမှာဖြောက်ချင်တဲ့ဟာတွေအကုန်လုံးဒီအမဲရောင်နဲ့ ဒီမဲအောင်နဲ့ဖြောက်လိုက်တယ်ဟောနော်ကျွန်တော်ဖြောက်ကျင်တဲ့ဟာကတော့ဖြောက်လိုက်တယ်ကျွန်တော်ပေါ်ကျင်တဲ့ဟာကိုကျွန်တော်တို့အပြည့်ဖြူအောင်ထားပြီးတော့ကျွန်တော်ပေါ်လိုက်တယ်ဒီ color ပြောင်းတဲ့ဟာကကျွန်တော်တို့ဒီကိုနှိပ်မယ်ဆိုရင်ဒီကိုနှိပ်မယ်ဒီဘာမှမနှိပ်ဘူးနော်ဒီကိုနှိပ်မယ်ဆိုရင်သူကဒီအဖြူနဲ့အမဲပေါ့နော် foreground အဖြူဒီအမဲပေါ့နော်ဥပမာဒီဟာကိုပြောင်းကျင်တယ်ဆိုရင်အပေါ်နဲ့အောက်ကိုကျွန်တော် foreground နဲ့ background ကိုပြောင်းကျင်တယ်ဆိုရင်ကျွန်တော်တို့ x name ဆိုရင်ဒီ ဒီကနာ background အမဲကအပေါ်ရောက်သွားတယ်အဲ့လိုမျိုးပေါ့နော်ဟုတ်ကဲ့ဒါပြီလိုမျိုးပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ပေါ်ခြင်းတဲ့ဟာကိုကျွန်တော်တို့အဖြူနဲ့ပေါ်လိုက်တယ်လေယာမတ်စမှာဟိုအဖြူနဲ့ပေါ်လိုက်တယ်ဖြတ်ခြင်းတဲ့ဟာအမဲနဲ့ပြန်ဖြတ်လိုက်တယ်ပေါ့နော်ဒါပေမဲ့ခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီလေယာမတ်ရဲ့ကောင်းတဲ့ဟာတစ်ခုကကျွန်တော်တို့ ီဟာဒီပုံတိုင်းရရပေါ့နော်ဒီပုံတိုင်းရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဟာတွေမလို့ရှင်တော့အောင်ဆိုရင်ဒီ layer mask ကိုခဏ off ထားလို့ရတယ်ဒီမှာကြည့်လိုက်နော်ငါကငါကပုံပဲထွက်လာတယ်ဒီမှာ off ဒီအထက်ရ layer တွေရအဟောင်းနော် layer mask ပြန်ဖြတ်လိုက်မယ်ကောင်းကင်တော့ပြန်ရောက်သွားတယ်ဆိုတော့ကျွန်တော်တို့ layer mask off တဲ့ဟာကမူရင်းပုံကိုလုံးဝမဖြတ်တဲ့ဟာမျိုးဆိုတော့တေချာလေးကိုသုံးသိမ်းတဲ့အထက်ပါတယ် okay ဆိုတော့ဒီနေ့ ဖြစ်ဆက်တဲ့ဒီလောက်ပဲပေါ့နော်။တကယ်လို့မြန်ဒီရဲမှာဖြစ်ဖြစ်ပေါ့နော်။ကျွန်တော်တို့မရှင်းတာရှင်း comment မှာရေးလို့ရပါတယ်။ဆိုတော့အားလုံးပဲကျေးဇူးပါ။နောက်တစ်ပိုင်းရှိသေးရပါတော့။